ကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ဇလန်းတို့ရိုက်ကူးမှုတွေပြုလုပ်ခဲ့လို့အားလုံးရဲ့ဝေဖန်ခြင်းကိုခံနေရတဲ့နိုင်ငံကျော်တရုတ်ဆောင်များ တောင်းသွင်းနီးရလားဟဲ့နီးရနီးရတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာဒီလာပါပြည်သက်ကြီးရှင်မကြာခင်မှာကျင်းပတော့မဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်သူများအမည်ရဆလန်တိုမှာပါဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်အကယ်ဒမီနေတိုးအပါအဝင်နာမည်ကျော်တရုတ်ဆောင်များမှပြည်သူတွေရဲ့ဝေဖန်မှုများကိုခံနေရကြောင်းသိရှိရပါတယ် အဆိုပါဇလန်းထိုကိုရွေးကောက်ပွဲပညာပေးဇလန်းထိုဟုဆိုကအောက်တိုဘာလ25ရက်နေ့မှာထုတ်လင်းပြသခဲ့တာဖြစ်ပြီးတရုတ်ဆောင်နေတို မြင့်မြတ်အေးချမ်းမောင် နေဝင်ချူလီမင်းမြင့်မူအစားရှိတဲ့မင်းသားမင်းသမီးများအပြင်တရုတ်ဆောင်အောင်ခိုင်ငပြောကျော်အစားရှိသူတို့လည်းပါဝင်တရုတ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဆိုပါဇလန်းတိုထဲမှာအာနာသိန်းတဲ့ကာလာကနေစပြီးယခုရွေးကောက်ပွဲကျင်းပမယ့်ကာလာအတွင်း CDM ကိစ္စများလူငယ်များပြည်ပသို့ချက်ခွာနေမှုများအကြောင်းလက်နက်ကင်တော်လိုင်းရေးတမများအပေါ်ပုံဖြက်ပြောဆိုထားသလိုရွေးကောက်ပွဲကိုအားပေးလုံဆောင်တဲ့တရုတ်ဆောင်မှုများလည်းပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါအပြင်ဇလန်းထဲမှာတိုင်းပြည်ရဲ့အခြေအနေဟာအေးအေးဆေးဆေးတည်ငြိမ်နေပြီးပုံမှန်လှည့်ပတ်လျက်ရှိကလူမှုကွန်ရက်စာမျက်နှာမှာပုံကြီးချက်ပြောဆိုနေတယ်။စာတင်ကြောင်းများနဲ့သာသနာရေးအဆောက်အဦများကိုဘုံကျဲခံနေရတယ်ဆိုတာတွေကမဟုတ်မမှန်ရေးသားပြောဆိုနေကြတာဖြစ်ကြောင်းအဆရှိသဖြင့်တရုတ်ဆောင်များကပြောဆိုထားကြတာလည်းဖြစ်ပါတယ်။ အဆိုပါဇလန်းထဲမှာရွေးကောက်ပွဲအကြောင်းအကျယ်တဝင့်ပြောဆိုတရုပ်ဆောင်ထားကြပြီးရွေးကောက်ပွဲဟာထွက်ပေါက်တစ်ခုဖြစ်ကြောင်းအသေးစားကမဲတပြားအဖြစ်ပါဝင်မဲပေးကြရန်လည်းစီယုံလှုံ့ဆော်ထားတာဖြစ်ပါတယ်။ အဆိုပါဇလန်တိုမှာပါဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်နေတိုတရုတ်ဆောင်မြင့်မြတ်တရုတ်ဆောင်နေဝင်မင်းမြင့်မိုတရုတ်ဆောင်ချူလေးတို့ဟာ2021ခုနှစ်အာနာသိန်းလိုက်တဲ့ကာလအတွင်းတုန်းကလည်းပြည်သူများနဲ့အတူအာနာသိန်းမှုကိုစန့်ကျင်ကြောင်းရှုတ်ချပြောဆိုခဲ့သူများဖြစ်သလိုအာနာသိန်းမှုကိုစန့်ကျင်ရေးဆန္ဒပြပွဲများမှာလည်းပါဝင်ခဲ့ပြီးစီဒီအန်ပြုလုပ်ကြဖို့အတွက်တိုက်တွန်းခဲ့ကြတဲ့တရုတ်ဆောင်များလည်းဖြစ်ပါတယ်